မင်္ဂလာပါကျွန်တော်အခုပြပပေးတော့မယ့်သင်ခန်းစာက NLRB လုပ်ပြီးပါကျွန်တော်ဘာလို့ NLRB လုပ်ရလဲဆိုတော့ကျွန်တော်တို့ routing လုပ်ပြီးရကြမှာအမားရှိလို့ပြင်ကျင်နေဆိုရင်ကျွန်တော်ပြင်လို့ရအောင်ပြပြလာပါဟုတ်ပါပြီကျွန်တော်တို့တူပါနေရောက်ဖို့တော့ပါကျွန်တော်တို့ NLRB ကဒီမှာ NLRB နေလိုက်ရင်ဒီရဲ့ဂျီလန်ချောင်းလေးစက်ထားတာ ပြန်ပြောက်သွားပါလိမ့်မယ်ဟုတ်ပြီကျွန်တော်တို့ဒီမှာဘာမှရှိလဲဆိုတော့ကျွန်တော်တို့ပြောက်ပါမယ် keyboard ကနေနံပါတ်3ကိုနှိပ်ပါ shift key ကိုဖိထားပါလက်ကြည့်ပါမှာကျွန်တော်ဖုန်းလေးကွန်တက်ဒီကောင်ကဗိုင်လာမဲ့ကောင်အပြင်ရောက်အောင်ဟုတ်ပြီကျွန်တော်ဖုန်းလေးကွန်တက်တူးပင်တစ်ခုကိုကြည့်လိုက်ကျွန်တော်အတွင်းအောင်ရအောင်ဒါလေးကိုကျွန်တော်ပြင်ပြအောင်မယ် keyboard ကနေအတူကြီးကိုနှိပ်ပါ no 2 bar route ကိုတွားပါ and route ကိုရေးပါ all လက်ကလစ်ပေးပါနောက်ကျွန်တော်တို့ and route ဖြတ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ခုနမှားတာဖုန်းလေးခုနခက်ပြီဟုတ်ပြီဒါလေးကိုပြင်ပါမယ်လက်ကလစ်နဲ့လက်ကလစ်နဲ့ဆက်လက်ပေးပါပြီးရင် rotation အတွက် sway ဘောက်နှိပ်ပါ စာလေးကိုယူလိုက်ပါ origin address street space ပေါ့နေပါဒီဒီနောက်တစ်ပုံပြင်ပါမယ်။လက်ကလစ်ပေးပါ။ပြီးရင် keyboard ကနေ stay ပါအောင်နှိပ်ပါ။ စာလေးကိုလည်း click ပြီးပါစပီပါအောင်မိပါဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ပြင်ပြီးသွားပြီကီးဘုတ်ကလည်းမတတိကီးကိုနှိပ်ပါရှစ်ကီးကိုဖိထားပါ right click နဲ့ဆွဲကြည့်ပါဒါဆိုရအောင်ကျွန်တော် မှလည်းရပါတယ်။ဟုတ်ပြီ keyboard ကနေ number 2ကိုပြန်လှည့်ပါ။ကျွန်တော်တို့အခု raw ပြန်လုပ်ပါမယ်။ကျွန်တော်တို့အမှားရှိလို့ပြင်ပြီးသွားရင် raw လုပ်မယ်ဆိုရင်ကျွန်တော် design ဥချက်ကိုထပ်ပြီးတော့ချက်ပါ။တူပါနဲ့တူကိုတော့ပါ။ design ဥချက်ကိုလည်း click ပေးပါ။ design ဥချက်ဘတွန်ကိုလည်း click ပေးလိုက်ပါ။ဟောကျွန်တော်ဒီမှာ running root for the relation မှာ0ပြဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ပြင်တာဘာရမှမရှိဘူးဒူပါနေရောက်ကိုတော့ပါ auto route ကိုရေးပါ all ကို left click ပေးပါဒီမှာလည်းကျွန်တော် error run 0ဟုတ်ပြီ dot all button ကို left click ပေးပါခဏဆောင်ပါ ဒါဆိုရင် company ဖြစ်ပါတယ်ဒါလေးကိုပြလိုက်ပါဟုတ်ပြီဒီမှာကျွန်တော်ဘာတစ်ခုရှိလဲဆိုဒီရဲ့ top layer လေးကခြေလမ်းကြောင်းဒီရဲ့ဘေးနဲ့တအားကတ်နေဟုတ်ပြီဒါလေးကိုလက်ကလစ်ပေးပါအတွင်းရွှေ့ပါ ဒါဆိုရင် error လို့ပြတာကိုနားလည်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်